ရိသတ်ကသူ့ဘဝပါလို့ဆိုလာတဲ့ဆိုင်းစီတွန်ခမ်းဂျင်မော်ဇလန်နဲ့နာမည်ပေါ်ရလာပြီးလူကြိုက်များခဲ့တဲ့မင်းသားဆိုင်းစီတွန်ခမ်းဟာအရင်ကတည်းကအမှုပညာလှူရှားမှုတွေတောက်လျှောက်လုပ်ခဲ့ပြီးရုပ်ရှင်ဇာတ်ကားကြီးရုပ်ရှင်ဇလန်တွဲတွေမှာရံဖန်ရံခါပါတက်ပါတယ်။အဓိကမင်းသားနေရာကပအဝင်ခွင့်သိမ်းမရခဲ့တာကြောင့်ပရိသတ်တွေနဲ့တိတ်ထွေးထွေးမရှိပါမဲ့ ယခုခါမှာတော့ကျင်မော်ဇက်ကားမှာဆရာအမင်းညိုဇက်ကောင်နဲ့အံဝင်ဝင်ကြလိုက်ပတ်နေလွန်းလို့ပြိသက်တွေကသဘောကျပြီးစိုင်းစီရဲ့ဇယုတ်ကိုချိန်နှက်တက်နေကြတာဖြစ်ပါတယ်။အမှုပညာအင်တာဗျူးတစ်ခုမှာစိုင်းစီကပြိသက်တွေနဲ့ပတ်သက်ပြီးသူ့ရဲ့အမှုပညာအပေါ်သဘောထားကိုအခုလိုပဲပြောပါတယ်။ဟုတ်သူတို့မရှိရင်ကိုမရှိဘူးပေါ့နော်သူတို့ရှိလို့ကိုကဆက်လုပ်ဖြစ်တာပေါ့သူတို့တွေကကိုတခါကျမလုပ်ဖြစ်ဘူးလုပ်ချင်တော့ဘူးလို့ဟိုဟာဖြစ်တဲ့စိတ်စိတ်ကအဲ့လိုဖြစ်တဲ့အချိန်မျိုးဆိုရင်တော့သူတို့ကကိုထက်အတက်ကြွရတယ်လေသူကကို ကိုယ့်ရဲ့ဟို activity တွေသူတို့ကတင်ပေးတယ်ကိုကိုယ့်နဲ့ပတ်သက်တဲ့ဟာလေးအမြဲလုပ်ပြီးလို့သူတို့လည်းကျေးဇူးအများကြီးတင်တယ်ချို့ဆိုရင်ဒီမှာလည်းရှိရချို့ဆိုလည်းဒီမှာတော့မရှိတော့နိုင်ငံခြားထွက်သွားတာအဲ့ဒါနေသူတို့ကစူးစမ်းပန်းစားအများကြီးဟိုကိုယ့်အကြောင်းအရာလေးတင်တင်ပြီးတော့ကိုကဘာဖြစ်ကိုတွန်းအားဖြစ်တာပေါ့နော်ဟုတ်ကဲ့အားပေးတာဆိုလို့လည်းအဲ့ကိုယ့်ကိုတေချာအများကြီးအဲဟိုလိုက်ပြီးတော့ဒီဇိုင်းမှာအားပေးတာဆိုလည်းကျွန်တော် fan တွေလည်းရှိပါကျွန်တော်ဟိုနော်ကို့မိသားစုတော်အဲ့လောက် live မလုပ်ပေးနိုင်ဘူးသူတို့လည်းကို့ ကိစ္စနဲ့ကိုကိုဖန်နေအားနဲ့ပဲကျွန်တော်ကဟိုအလုပ်တွေဆက်လုပ်ဖြစ်တာအဲ့ဒါပဲဟုတ်ကဲ့ပြိဒတ်အခိုင်မာရရှိနေပြီဖြစ်တဲ့စိုင်းစီရဲ့သဘောထားကချစ်စရာကောင်းသလိုအနေအေးတဲ့ဒီမင်းသားကိုပြိဒတ်တွေကနောက်ထပ်စကားတွေဇလန်တွဲတွေမှာလည်းညင်ကျင်နေကြပြီဖြစ်ပြီးစိုင်းစီကလည်းမတူညီတဲ့စရုပ်တွေနဲ့ပြိဒတ်ကိုချပြတ်မှာဖြစ်ကြောင်းလက်ရှိမှာလည်းဇိုးတထောင်စကားကြီးမှာပါဝင်ရိုက်ကူးနေကြောင်းသိရှိရပါတယ်။ ဆိုင်းစီရဲ့ပြည်သက်တွေရှိရင် comment လေးမှတ်သွားပါဦး